္ဂလာပါရှင်။အော်တိုဘားလ24ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မှာပစ္စည်းလူလူတက်ကအလောင်းဖြောက်ခဲ့တဲ့တရခန်ချက်ချင်းဖမ်းမိတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြင်းချံမြို့နယ်ထဲမှာစစ်ကောင်မရေလောက်ခံအုပ်ချုပ်ရေးမှူးတအူဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချံမြို့နယ်ကကြေးရွာတစ်ခုမှာ စစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှူးတအူခရီးသွားရင်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်နေ့ကမြင်းချံမြို့နယ်တဲ့ကျေးရွာတစ်ခုအနီးမှာအမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုကဖမ်းဆီးသွားတာလို့သိရပြီးကြံငင်းမြို့တလိုင်းကွင်းရွာကအုပ်ချုပ်ရေးမှူးအဖမ်းခံလိုက်ရတယ်လို့သိရပါဗျ။လက်နက်ကိုင်အဖွဲ့ကဝင်စစ်ဆေးပြီးအဲ့လူတယောက်တည်းကိုပဲခေါ်သွားတာ။တရင်ရလို့လားဘာလားမသိဘူးလို့ဒေသခံတအူကပြောပါဗျ။ဖမ်းဆီးခံရသူမှာ AR တိုင်းကြံငင်းမျိုးနဲ့တလိုင်းမျိုးရွာက အုတ်ချုပ်ရည်မှုဥတင်လ82လေးလို့သိရပြီးမြေချံကလည်းဇာတိ AR တိုင်းကိုအပြန်မှာဖန်ခံရတာလို့သိရပါတယ်။ပြောတာတော့လက်နက်ကင်6ယောက်ကကားပေါ်တက်လာပြီး စစ်စေးရင်နဲ့အုတ်ချုပ်ရည်မှုကိုနံမီမေးပြီးခေါ်သွားတာ။ဂုထိတရင်အစနာမရသေးဘူးလို့ဒေသခံတအူးကပြောပါတယ်။မန္တလေးတိုင်းနဲ့မြေချံမိထီလာမျိုးနယ်တွေမှာ ။ဝူရတဲ့စစ်ကောင်မရှင်လောက်ခံဝန်ထမ်းတွေဖမ်းဆီးခံရမှုတွေခက်ဆိတ်ဆိတ်ဖြစ်နေတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံမျိုးမှာကုန်တရေတစည်းတိမ်းမောက်ပြီးရင်မောင်းဖြစ်သူပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနိုင်ငံမျိုးနယ်73မိုင်အောက်မှာကုန်တရေတစည်းတိမ်းမောက်မှုဖြစ်ပွားခဲ့ပြီးဂျီမောင်ဖြစ်သူပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါဗါဒ်အော်တိုဘာလ16ရက်နေ့နေ့လယ်တနာရီခွဲခန့်အချိန်မှာနတ်ဖက်ကမြို့မှာနတ်ခမ်းမြို့သို့သွားနေစဉ် ခရီးရင်တစည်းကိုရှောင်းတိန်ချိန်တိတ်မောက်သွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါရင်တိတ်မောက်မှုကြောင့်ရေမောင်းသူဥဇော်ပြီးလင်းဟာဥပေါင်းနဲ့ခါမှပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးထိုနေရာကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA တာဝန်ရှိသူတွေကတွားရောက်စစ်ဆေးခဲ့ပြီး၎င်းအမျိုးသားကိုလည်းစေကူတရန်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့ကလည်းကုတ်ခိုင်မြို့ရက်ွက်ရှိမှာကားနဲ့ဆိုင်ကယ်ရင်တိုက်မှုဖြစ်ပွားရာမှာအမျိုးသမီး၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာပစ္စည်းလူလူတက်ခါအလောင်းဖြောက်ခဲ့တဲ့တရခန်းကိုချက်ချင်းဖမ်းမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းလိုင်သာယာမြို့နယ်ဝန်ထမ်းကြီးအရာမှာအော်တိုဘာလ22ရက်နေ့ကစွန့်ပစ်ခံထားရတဲ့အမျိုးသမီးရုပ်အလောင်းကိုနေ့လယ်ပိုင်းမှာတွေ့ရှိခဲ့ပြီးညနေပိုင်းမှာတရခန်းကိုဖမ်းမိတယ်လို့သိရပါဗါတယ်။အော်တိုဘာလ22ရက်နေ့ကအမတ်15ရက်ကဝန်ထမ်းကြီးအရာအနီးမြေတိုင်28ကမ်းပတ်လန်းချမ်းအမတ်31နားမှာ ပေါ်ပွားနေတဲ့အမျိုးသမီးရုပ်အလောင်းကိုဒေသခံတွေကတွေ့ရှိခဲ့တာလို့သိရပါဗျ။အလောင်းကအနံ့ထွက်လာလို့ရက်ကွက်ကလူတွေတွားကြည့်ရကအလောင်းကိုတွေ့တာပေါ်ပွားနေပြီ။ရုပ်တောင်မမတ်မိတော့ဘူးလို့ဒေသခံတဦးကပြောပါဗျ။တေဆုံးသူမှာ AR တိုင်းဘုတ်ကလေးမျိုးနယ်ကအသက်40နှစ်အရွယ်ဒေါ်တင်းတင်းဦးဖြစ်တယ်လို့သိရပြီ။လိုင်တာယာမျိုးနယ်ရွှေလင်းမန်းရွာရွှေသစင်လမ်းမှာနေတဲ့သူဖြစ်တယ်လို့သိရကလွန်ခဲ့တဲ့၄ရက်ကပျောက်ဆုံးခဲ့ပြီ။ဝစ်စင်ထားတဲ့ငကတ်နဲ့ရွှေတွေလူသက်သမားကလူယူက လူကိုတက်အလောင်းဖြောက်ခဲ့တာလို့သိရပါတယ်။ကြောက်တာလေးရပေါ့ဝတ်ထားတဲ့ရွှေတွေကိုလှုပ်ပြီးလူတက်ခံရတာပါ။တရခံမိပြီး ရွှေနဂတ်လက်စွပ်နဲ့ဖုံးကိုလှုပ်ပြီးလူတက်အလောင်းဆုံသွားတာ။ CCTV နဲ့လိုက်တာညနေဖမ်းမိတာပဲလို့ဒေသခံတဦးကပြောပါတယ်။တရခံမှာအသက်53နှစ်အရွယ်ကိုဇော်ဦးဖြစ်တယ်လို့သိရပြီးရွှေလင်းမန်း23ရပ်ကွက်မှာနေထိုင်နေသူဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ လေးမျိုးနယ်ကဆစ်ဆောင်တွေအတွက်ရိတ်ခါနဲ့ဆေးဝါးအရေးပေါ်လိုအပ်နေတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကလေးမျိုးနယ်မှာစစ်ကောင်မရှင်စစ်ကြောင်းကြောင့်ကလေးမျိုးမြောက်ဘက်နဲ့တောင်ဘက်ကကြေးရွာတွေဆစ်ဆောင်နေကြရပြီးအရေးပေါ်အကူအညီလိုအပ်နေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်စစ်ကြောင်းဝင်ရောက်ပစ်ခတ်နေတာကြောင့်အရေးပေါ်ဆစ်ဆောင်နေရသူတထောင်ကျော်ရှိတယ်လို့သိရှိရပါဗျ။ဆစ်ဆောင်နေတဲ့ကိုဝင်းတွေတွေကလေးတွေနဲ့အသက်ကြီးပိုင်းတွေပါတယ်။သူတို့အတွက်ဆေးဝါးရိတ်ခါအရန်လိုနေတယ်။ စားသောက်ကုန်တွေလည်းလုံနေပါတယ်။မွေစိတ်ဖြည့်စည်းကအစလုံနေတာပါလို့စစ်ဆောင်တဦးကပြောပါတယ်။လက်တလုံးမှာစစ်ကောင်မရှင်စစ်ကြောင်းကစစ်ကြောင်းသုံးခုခွဲကရွာတွေကိုမိရှို့ဖျက်ဆီးနေတာကြောင့်ကျေးရွာတွေကဒေသခံတပေါင်းကျော်စစ်ဆောင်နေကြရတယ်လို့သိရှိရပါတယ်ရှင်။မျိုးတော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။